ကိုလိုချင်တဲ့အလုပ်ကိုရဖို့အတွက်ဆိုရင်နံပါတ်1အရေးကြီးဆုံးက CV form ပြင်ဆင်မှုအပိုင်းပဲဖြစ်ပါတယ်။ဘာလို့ CV form ပြင်ဆင်မှုကအရေးကြီးလဲလို့ပြောရင်ဒီကျမတို့ကိုအင်တာဗျူးမဲ့သူအလုပ်ခန့်မဲ့သူကကိုဘယ်လိုလုပ်လဲဆိုတာကိုသူတို့ လုံးဝမသိဘူးလေအပြင်မှာလည်းမြင်မှုတာလည်းမဟုတ်ဘူးအဲဒါကြောင့်မလို့ကိုကဘလို့လူလဲဘာတွေလှုပ်တက်လဲဆိုတာကိုစီဝီဖောင်ကနေကြည့်ပြီးတော့ပဲသူတို့ကဆုံးဖြတ်มาဖြစ်ပါတယ်စီဝီဖောင်ကိုကြည့်ပြီးတော့မှအင်းဒီလိုကတော့အင်တာဗျူးသစ်မဗျူးသစ်ပထမဆုံးစဉ်းစားဆုံးဖြတ်มาဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1အနေနဲ့စီဝီဖောင်ကိုသင်ချပြင်ဆင်မှုအတွက်အကြံပြုလိုပါတယ်အဲဂျပန်စီဝီဖောင်နေမှာဆိုလို့ရှိရင်တော့ အပိုင်းအဲနှစ်မျိုးရှိတယ်ဗောနော်ဒီရက်ခိရှော်နဲ့ရှော့ကမှုခဲရက်ခိရှော်ဆိုတဲ့အပိုင်းနှစ် ပိုင်းရှိတယ်ရီရက်ခိရှော်ဆိုတာကတော့ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်ဗောနော် personal profile လို့လည်းပြောလို့ရတယ်ကိုယ့်ရေးအချက်လက်တွေကိုရေးတဲ့အပိုင်းဖြစ်တယ်နောက်တစ်ခုကကြတော့ရှော့ကမှုခဲရက်ခိရှော်ဒါကကြတော့ကိုယ့်ရဲ့လုပ်ငန်းတွေးချုံကိုရေးသားဖော်ပြတဲ့အပိုင်းဖြစ်တယ် အဲဒီကကဒီရှော့ခမှုခဲရခိရှော်မှာဆိုလို့ရှိရင်တေချာလေးပေါ့နော်ဆနေတကြရေးဖို့လိုအပ်တယ်ဒါမှကိုကပါရီလောက်တက်တယ်ဆိုတာကိုတစ်ဖက်လူကနေပြီးတော့သိမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီဂျပန်ဆေးဝေးဖောင်းနေမှာဆိုလို့ရှိရင်အဲဂျီကိုပီယာလို့ခေါ်တဲ့အပိုင်းလေးပါတယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင် จิโกเบียเนาะจิโกช็อกไม่เข้าป่าวจิโกเบียဆိုတော့ကကိုကိုကိုပရိုမိုးရှင်းလုပ်တဲ့အပိုင်းမှာကိုဟာဘလိုယာတွေမှာအားတာပါတယ်ဘလိုယာတွေမှာကောင်းကောင်းလုပ်နိုင်ပါတယ်ဆိုတာကိုရေးသားဖော်ပြတဲ့အပိုင်းကိုတော့ chico pia လို့ခေါ်ပါတယ်အဲ့တော့ german sweet pound တွေမှာပါတဲ့ challenge တွေက redeki shaw ရှိမယ် shaw komuke redeki shaw ရှိမယ်နောက်ပြီးတော့ဒီ redeki shaw တွေမှာမှာ chico pia ဆိုရဲကိုကိုကို promotion လုပ်တဲ့ပိုင်းလေးရှိပါတယ်အားလုံးပဲကိုကြိုက်တဲ့အလုပ်တွေကိုနဲ့တက်တဲ့အလုပ်တွေကိုရရှိနိုင်ဖို့အတွက်ပထမအဆုံးအနေနဲ့ sweet pound ကိုစနစ်တကျပြင်ဆင်ဖို့အတွက်အကြံပြုလိုပါတယ်ဟိုက်မတ်တနဲ bye bye